မြန်မာငွေကျ10သိန်းဝန်းကျင်ကအဝယ်သင့်ဆုံးဖုန်း5လုံးအားလုံးပဲမြန်မာပေါ်နေပြည်ဆောင်ကြပါစေ user review tag channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ video လေးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အပတ်စဉ်လုပ်ပေးနေကြအစီအစဉ်ကိုပြတဲ့ဒါကျွန်တော်တို့ရဲ့ဒါရွေးမယ်ဆိုတဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်တယ်ပေါ့နော် so ဒီ video လေးကလည်းကျွန်တော်တို့ရွေးမယ်ဆိုတဲ့ categories အောက်ကနေပြီးတော့သွားမယ်နောက်ထပ် video တစ်ခုလည်းဖြစ်တယ်ပေါ့နော်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်ဘာလေးကိုစဉ်းစားပေးထားလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ရွေးမယ်အစီအစဉ်မှာထပ်ပြီးတော့အကုန်လုံးကြည့်တဲ့သူတွေအတွက်အကျိုးရှိမဲ့ နောက်ထပ် video လေးတစ်ခုကျွန်တော်လုပ်ပေးသွားမှာလည်းဖြစ်တယ်ပေါ့နော်။ဘာလဲဆိုလို့ရှိရင်မြန်မာငွေကျပ်၁၀သိန်းပတ်ချာလည်းပဲတုံးမယ်။ဘာဖုန်းဝင်ရမလဲ။ pressed performance လည်းကောင်းညင်တယ်။ daily usage လည်းကောင်းရမယ်။ကိုပေးလိုက်တဲ့ဈေးပေါ့နော်။အဲ့ဒီဥစားနဲ့လည်းပြန်တန်တဲ့ဟာတစ်ခုလိုချင်တယ်ဆိုလို့ရှိရင်တော့ဒီ video လေးကအကုန်လုံးအထောက်အကူဖြစ်မယ်လို့ပြောလိုက်ပါတယ်။ video လေးကိုပဲစိုက်တော့ပရောဆာပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေ့မှာရန်ကုန်မြို့ရဲ့ ဝယ်လို့ကောင်းမဲ့ဖုန်းဆိုင်တွေ service လည်းကောင်းတယ်ဈေးလည်းမှန်တယ်အကုန်လုံးစရအဆင်ပြေမယ်ဆိုတော့ဖုန်းဆိုင်၄၅ဆိုင်အနေပြီးတော့ကျွန်တော်ကောက်နှုတ်ပြီးတော့ဓာတ်တွေကိုတုံးသက်ပြီးတော့လှုပ်ထားရလဲဖြစ်တယ်ပေါ့နော်အဲကျွန်တော်ကြောညာမထည့်ရတဲ့ကြောင့်ဘယ်ဖုန်းဆိုင်တွေပါညာဆိုတော့ကျွန်တော်ထည့်ပြီးတော့မပြောပြတော့ဘူးပေါ့နော်စပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဒီမာနေနေလေးထပ်ပြီးပြောဖို့တော့ရှိသေးတယ်စမပြောခင်ပေါ့နော်ဘာလဲဆိုလို့ရှိရင်တော့ဖုန်းအများစုကတော့ထုံးစံနိုင်မယ်အဲကျွန်တော်တို့နိုင်ငံအနေထားနေရာကြတော့ဒီဆက်သိမ်းပတ်ချာရဲ့လောက်မှာသုံးမယ်ဆိုလို့ရှိရင်ကြတော့တန်တဲ့ဖုန်းအမြင့်ကြီးတွေဝယ်ဖို့ဆိုတာထက်ကျွန်တော်တို့ချိုင်းနာအလုံးတွေဝယ်တာတော့အများကြီးပ ို့ပြီးတော့တန်တယ်ပို့ပြီးလဲအဆင်ပြေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဒီဗီဒီယိုမှာဆိုလို့ရှိရင်လည်း China phone တွေပဲများနေလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့ဒီဥစားလေးတော့ကျွန်တော်ကြိုးပြီးတော့ပြောထားခြင်းတယ်တော့ကြကြလို့ရှိရင်ဒါထုံးစံလိုက်မယ်အာ China phone တွေကြီးပဲလို့ဟိုဖြစ်တယ်ဥဒီဟာဖြစ်တယ်အဲ့လိုမျိုးဖြစ်မှာဆိုလို့ကြိုးပြီးတော့ပြောထားရတယ်ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့မှာအဓိကကတော့ Xiaomi Redmi တွေကိုအဓိကထားပြီးတော့ရွေးထားပေးတယ်ပြီးလို့ရှိရင်အပြင် brand နှစ်ခုလည်းကျွန်တော်ထည့်ပြီးတော့ရွေးထားပေးရလေးလည်းရှိရပေါ့နော်ဆိုတော့အစပြီးတော့ပြောပြပေးမယ်ပထမဆုံးစပြောရမယ်ဆိုလို့ကျွန်တော်ကျွန်တော်တို့ဒီ Redmi တွေကနေပဲစလိုက်မှာပေါ့နော်နိုင်ငံတော် brand ဖြစ်တဲ့ Redmi ကမပါမဖြစ်ပါမ မဲ့ဖုန်းတွေပေါ့နော်ဆိုတော့ဒီမှာ solution တော့ကျွန်တော်ကအဲဒီ10သိန်းဆိုပြီးတော့စဉ်းစားလိုက်တဲ့အတွက်ကြောင့်10သိန်းနည်းနည်းလေးစွန်းတာနဲ့10သိန်းနည်းနည်းလေးအောက်ရောက်တာပေါ့နော်အဲ့ဒါကိုကျွန်တော်မျှပြီးတော့ပြောပြမှဖြစ်တဲ့အတွက်ကြောင့်ဥမာ10သိန်းကနေ9သိန်းပတ်ချလဲဖုန်းတို့ပြီးလို့စဉ်း17သိန်းလောက်ဖြစ်သွားတာတော့အဲ့လိုဖုန်းတွေတော့ကျွန်တော်မထည့်ထားဘူးအဲ့ကောင်လေးကျတော့ကျွန်တော်ရွေးထားပေးတဲ့ခေါင်းစဉ်နဲ့မညီတော့ဘဲနဲ့ ်တခြား category တခုတွေဝင်သွားတယ်လို့ခံစားရတဲ့အတွက်ကြောင့်10သိန်းနဲ့10သိန်းပတ်ချာရအောင်မှာပဲဝယ်လို့ရမယ့်ဖုန်းတွေကိုပဲအဓိကထားပြီးတော့ပြောပြသွားမှာလည်းဖြစ်တယ်ပေါ့နော်ပထမဆုံးကျွန်တော်စပြီးရွေးထားပေးထားတာကတော့ Redmi ရဲ့ Note 15 Pro Plus လေးကိုကျွန်တော်ရွေးထားပေးတယ်အဲဒါကတော့ China ပဲပေါ့နော်12 to 56 GB 10သိန်း6000ကျွဲဆိုပြီးတော့ပြောထားတာပေါ့နော်ဆိုအခုနောက်ပိုင်းဈေးတွေကတော်တော်လေးကိုကျလာပြီဖြစ်တဲ့အကြောင်းအခုချိန်မှာဒီ10သိန်းပတ်ချာရအောင်တော့မယ် all rounder ကောင်းတဲ့ဖုန်းလုံးကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ဒီ Redmi ရဲ့ Note 15 Pro Plus တွေကတရားပေါ်ကိုပဲတင်တဲ့အထက်မှာထည့်လို့ရတယ်လို့ပြောလို့ရတယ်ကျွန်တော်ဘာလို့အဲ့လိုပြောရလဲပါညာဆိုတာသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ video list ထဲမှာလည်း full review လေးတင်ထားပေးတာရှိတယ်မကြည့်ရသေးဘူးဆိုတော့အမှသွားပြီးတော့ကြည့်လို့ရတာပေါ့နော်ဒီစင်းမှာဆိုလို့ရှိရင်တော့လက်ရှိဒီ Redmi ရဲ့ Note 15 Pro Plus တွေကတရားပေါ်ကိုရွေးချယ်တင်တဲ့အနေနဲ့တခုရောက်လာပြီဖြစ်တဲ့တော့ကြောင့်ဒါကျွန်တော်ထည့်ပြီးတော့ပြောပြလိုက်တာလည်းဖြစ်တယ်ပေါ့နော်နောက်ဖုန်းတုံးနဲ့ဆက်ပြီးတော့သွားလိုက်အောင် ုတိယနေရာမှာကျွန်တော်ရွေးထားပေးတဲ့ဖုန်းကတော့ Redmi ရဲ့ Turbo 4 Pro လေးကိုရွေးထားပေးတယ်။ဒါကတော့ China Region 12256 GB 6သိန်း8000ကျွဲပဲရှိပါတယ်ပေါ့နော်။10သိန်းအောက်မှာတော်တော်လေးရွေးလို့ကောင်းတဲ့ All-rounder တော်တော်လေး perfect ဖြစ်တဲ့ဖုန်းလုံးလို့ပြောလို့ရတယ်။ကျွန်တော်တို့ဒီအပိုင်းမှာလည်းချွေလာပြီးတော့မှန်ထားတာပြောထားရည်လည်းရှိရပါတော့။ Turbo 4 Pro ကဈေးတွေအရင်ကျနေပြီတို့ကြောင့်ဝယ်တင်လာပါ냐ဆိုရင်တော့တေချာပေါက်ကိုဝယ်တင်သွားတဲ့အနေအထားတစ်ခုရောက်သွားပြီဖြစ်တဲ့တို့ကြောင့်ဝယ်မယ်ဆိုလို့ရှိရင်တော့အခုချိန်ကဝယ်လို့အကောင်းဆုံးပဲ။ဝယ်လိုက်ပါလို့ပဲကျွန်တော်တန်းပြီးတော့ recommend ပေးခြင်းနဲ့ဒီ Redmi ရဲ့ Turbo 4 Pro နဲ့ပတ်သက်ပြီးတော့ review တွေပါလည်းမကြည့်ရသေးဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့ video list ထဲမှာလည်းရှိရယ်သွားရှာပြီးတော့လည်းကြည့်လို့ရတာပေါ့နော်ကျွန်တော်မကြခင်ရတော့ရပိုင်းအတွင်းမှာဆိုလို့ရှိရင်တော့ review unit လေးရတယ်ဆိုလို့ရှိရင်လည်း Tabo 4 Pro ရဲ့ long term review လေးတခုကျွန်တော်ပြန်ပြီးတော့လုပ်ပေးပါအောင်မယ်နောက်ထပ်ကျွန်တော်ရေးပေးထားတဲ့ phone နဲ့ဆက်ပြီးတော့သွားလိုက်အောင် နောက်ထပ်ဖုန်းလုံးဆိုလို့ရှိရင်တော့ Redmi ရဲ့ Note 14 Pro Plus လေးကိုကျွန်တော်ရွေးထားပေးတယ်။ဘာလို့ဒီကောင်လေးကိုရွေးပေးလဲဆိုလို့ရှိရင်တော့ Redmi ရဲ့ဒီ Note 15 Pro Plus ကကျွန်တော်ဒီဂျစ်တယ်မှာရွေးတင်နေဆိုပေမဲ့ဘာသွားဖြစ်လဲဆိုလို့ရှိရင်တော့အဓိကအားဖြင့်တော့ तू က curve display ဆိုပေမဲ့ तू က quad curve ဖြစ်သွားတာပေါ့နော်။လုံးဝ curve display ဘေးပတ်လေကိုခုံးသွားတဲ့ဖုန်းမဟုတ်တဲ့အတွက်ကြောင့်တချို့နေရာကျတော့ဖုန်းမှန်အခုံးလေးကိုပို့ပြီးတော့သဘောကျတဲ့သူတွေရှိတယ်။ ဲ့လိုလူတွေတွေ့ဆိုလို့ရှိရင်တော့ Note 14 Pro Plus ကအခုချိန်ဒီကိုရွေးချယ်သင့်နေတဲ့အနေအထားတစ်ခုမှရှိရပါတော့။အကြောင်းမလို့ Note 14 Pro Plus ကိုကျွန်တော်ပြန်ပြီးတော့ထည့်ထားပေးတာလည်းဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီကောင်ဆိုလို့ရှိရင် Redmi ရဲ့ Note 14 Pro Plus China region မှာ12.5 GB ကိုဒီကောင်က7သိန်း9000ကျော်ပေါ့နော်။ဒါကတော့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တော့အဲ၁၀သိန်းနဲ့ရှင်မယ်ဆိုလို့ရှိရင်တော်တော်လေးရော့သွားတဲ့အနေအထားတစ်ခုမှရှိတယ်။ဒါပေမဲ့ဒီကောင်ကိုကျွန်တော်ဘာလို့ထည့်ပေးထားလဲဆိုတော့ကျွန်တော်ခုနကပြောလိုက်တဲ့ ဒီတာတကားတွေအကြောင်းကျွန်တော်ထည့်ထားပေးတာပေါ့နော်။ Note 15 Pro Plus ကိုမရွေးချင်တဲ့သူတွေအတွက်ဒီကောင်လေးကစဉ်းစားတင်တဲ့အနေထားတစ်ခုရောက်လာတဲ့ဈေးရတယ်တော်တော်လေးကိုကြာဆင်းလာရင်ဖြစ်တဲ့အတွက်ကြောင့် curve display တခုကိုကောင်းလေးသုံးရင်လည်းဆိုရတဲ့သူတွေကတော်လေးကိုရွေးချယ်လို့ကောင်းတဲ့အနေအထားတခုမှရှိတာဖြစ်တော့ကျွန်တော်ကတော့ဒီညမှာဈေးလေးနည်းလေးဟပြီးတော့သူက၈သိန်း၉သိန်းပေါ့နော်၉သိန်းပတ်ချာလောက်ပဲရှိတယ်ဆိုမှကျွန်တော်ထည့်ပြီးတော့ရွေးပြီးတော့ထည့်ပြလိုက်တာလည်းဖြစ်ပါတယ်ကျွန်တော်နောက်ရွေးပေးထားတဲ့ဖုန်းနံပါတ်ဆက်ပြီးတော့သွားလိုက်အောင် ဘယူပိထားရဲ့ဖုန်းလုံးကိုဆက်မသွားခင်ကျွန်တော်ဒီနေရာမှာနည်းလေးပြောပြချင်ရှိတယ်အဲ့ဒါပါလဲဆိုလို့ရှိရင်တော့အဘရာသားရဲ့ကိုသိန်းပတ်ချာရဲ့လောက်ရွေးပြီးနေပြီပဲအဲဥမာဒီတာဘို4ရောဘာလို့ထည့်ပြီးတော့ရွေးပြီးလို့မရဘူးလားဆိုလို့ရှိရင်တော့တာဘို4ကကျွန်တော်ကျွန်တော်ရဲ့ဒီအရှိဗီဒီယိုပေါ့နော်ဒါရှစ်သိန်းဝန်းကျင်မှာရွေးချယ်တင်တဲ့ဖုန်းတွေဆိုပြီးတော့ပြောထားတဲ့အထက်မှာဒီတာဘို4ကိုထည့်ပေးပြီးပြီးတော့ကျွန်တော်ဒီမှာတော့လာပြီးတော့မထည့်ပြီးတော့တာလည်းဖြစ်တယ်ပေါ့နော်ကြော်ကြာကြရင်အဲ့ဒါလေးလည်းလာပြီးတော့ပြောမဲ့သူတွေလည်းရှိနေတယ်လို့ကျွန်တော်ဒါကိုလည်းကျွန်တော်ထည့်ပြီးတော့ပြောပေးထားတာလည်းဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ရွေးပြီးထားတဲ့ဖုန်းလေးကတော့ကျွန်တော် Oppo တွေကနေပြီးတော့ရွေးထားပြီးတယ်ပေါ့ ပေါ့နော် oppo တွေကဆိုလို့ကျွန်တော်မြန်မာနိုင်ငံကို official ဝင်တဲ့ oppo တွေကအဆင်မပြေဘူး price to performance တည်းမဖြစ်သလို performance ကလည်းအရင်ကြီးမကောင်းဘူးပေါ့နော်အကြောင်းမလို့အဲ့လိုဆိုတော့ကျွန်တော်ရွေးပြတော့မှာမဟုတ်ဘူးဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒီ oppo ရဲ့ china region ကောင်ပဲကျွန်တော်ထည့်ပြီးတော့ရွေးထားပေးတယ်ပေါ့နော်ကျွန်တော်ရွေးပြထားရဆိုလို့ရှိရင်တော့ Oppo ရဲ့ K13 Turbo ဆိုတဲ့ကောင်လေးကိုကျွန်တော်ရွေးထားပေးတယ်။ China region 12256GB 12250ကဖြစ်တယ်ပြီးလို့ရှိရင်10သိန်း8000ပဲရှိရပါတော့ဆိုဒီကောင်ဆိုလို့ရှိရင်လည်း10သိန်းစွန်းလေးမှာတော်တော်လေးကို all rounder အရာရွေးချယ်ပြီးတော့ဝယ်တင်တယ်လို့ပြောလို့ရတယ်အဲကင်မရာတော့အရင်အဆင်မပြေဘူးကျွန်တော်ဒါကို review မလုပ်ရသေးဘူးပေါ့နော်ကျွန်တော်လည်း review unit မရသေးလို့အဲကောင်လေး review unit ရတယ်ဆိုလို့ကျွန်တော်ကျွန်တော်တန်းပြီးတော့တင်ပေးပါအောင်မယ်စမ်းပြီးတော့လေအဲကျွန်တော်လက်ရှိနည်းနည်းပါကလိထားတဲ့အတွေ့အကြုံရဆိုလို့ရှိရင်တော့ all rounder တော်လေးကောင်းတယ်အတိုင်းပဲကင်မရာအရင်အားရစရာမကောင်းဘူးပေါ့နော်အဲကြောင့်လို့ကင်မရာလေးတစ်ခုပဲပြောစရာရှိတယ်တနေ့ပိုင်းဒီမှာတော်လေးကိုအဆင်ပြေတဲ့ဖုန်းလုံးဖြစ်တဲ့တော့ကြောင့်ဒီ oppo ရဲ့ ကေတတင်းတာဘိုလီယာရွေးမယ်ဆိုလို့ရှင်တယ်တော်လီရွေးချယ်တဲ့နေသားတစ်ခုမှရှိရလို့ပဲပြောအောင်ပါဘောနော်ကျွန်တော်နောက်ဆုံးရေးထားပြီးတဲ့ဖုန်းတော့ဆက်ပြီးတော့သွားလဲအောင် ကျွန်တော်နောက်ဆုံးရေးပေးထားတာကတော့ကျွန်တော် Techno တွေကနေပြီးရွေးထားပေးတယ်။ဒါကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေကြသူဆိုလို့ကျွန်တော်သိနေမှာကျွန်တော်အဲ့ဒီ၁၀သိန်းပတ်ချာလဲပတ်ဝန်းကျင်မှာဆိုလို့ရှင် Techno ရဲ့ default လုံးကိုကျွန်တော်အများနဲ့ရွေးပေးလေးရှိရပါတော့။အဲ့ဒါ Troll လေး Allround အရာအစဉ်ပြေတဲ့ဖုန်းလုံးဖြစ်တယ်လို့ခံစားရတဲ့တော့ကျွန်တော်ထည့်ပြီးတော့ရွေးပေးလိုက်တာဖြစ်တယ်။တချို့ကြတော့ global မှာလိုချင်တာဗျာ။အဲ့တမှာအယုံမနောက်ချင်ဘူး။ China Broadway တွေ၊ Nori နောက်ကြတာတွေဒါလည်းမဖြစ်ချင်ဘူး။ပြီးလို့ရှိရင်လည်းဒီ brand ကလည်း brand image အရာလည်းအရင်ကြီး ွာတဲ့ brand တခုမဟုတ်အောင်ဆိုလို့ရှင်တော့ဒီ Techno ဆိုတဲ့ brand လေးကမြန်မာနိုင်ငံမှာအနေထားလေးတခုမှာရှိတာဖြစ်တော့ကျွန်တော်ဒါကိုလည်းကြံပန်ပြီးတော့အတင်းမရရအောင်ဆွဲပြီးတော့ ထည့်ပြီးတော့ဆွေးနွေးပေးလိုက်တာလည်းဖြစ်တယ်ဗောနော်ဆိုတော့ကျွန်တော်ရွေးပေးထားတာဆိုလို့ရှိရင်တော့ Tango ရဲ့ Power Calf 5G ဆိုတဲ့ကောင်လေးကျွန်တော်ရွေးထားပေးတယ်825 ZK ဗောနော်7သိန်း9900ပဲရှိတယ်ဗောနော်အဲကြောင့်မလို့ဒီကောင်နည်းနည်းလေးတော့7သိန်းထိုင်နည်းလေးစွန်းတယ်ဆိုရင်လည်းသူကလည်းတော်လေးအဆင်ပြေတဲ့နေသားတစ်ခုမှရှိတာဖြစ်တော့ကြောင်ရွေးမယ်ဆိုလို့ရှိရင်လည်းတော်လေးရွေးချယ်လို့ကောင်းတယ် Tango နဲ့မှာဆိုလို့ရှိရင်လည်းကျွန်တော်တော်လေးသဘောကျတဲ့ထဲမှာပါရလို့ပြောလို့ရတယ်ဗောနော်အကြောင်းမလို့ဒီကောင်ဆိုလို့ရှိရင်လည်းရွေးချယ်တဲ့နေရာထဲမှာထည့်လို့ရတယ်လို့ပြောလို့ရတယ်ဒီကောင်ကတော့ကျွန်တော် review တော့လုပ်ပေးထားတာမရှိဘူးအဲကျွန်တော်နည်းနည်းလေးစမ်းပြီး၃ကြီးတောက်ဆိုလို့ရှိရင် all rounder လေးမစိုးဘူး ူးနည်းနည်းလေးဂိမ်းရန်ဆော့ကျင်တဲ့သူတွေအတွက်တော့ပဲတိတ်အဆင်မပြေဘူးပေါ့နော်ဒီကောင်ကတော့သူကထည့်ပေးထားတဲ့ SOC ကလည်းနေနေတဲ့အတွက်ကြောင့်ဂိမ်းရန်ဆော့မယ်ဆိုတဲ့သူတွေအတွက်ပဲအဆင်မပြေတာကျင်တဲ့သူတွေအတွက်ကတော်တော်လေးအဆင်ပြေတဲ့အနေအထားတစ်ခုမှရှိတာဖြစ်တဲ့အတွက်အဲဂိမ်းတွေပိုင်းတိတ်မဆော့ all rounder တွေနည်းနည်းလေးပို့ပြီးတော့ကြည့်တဲ့သူဆိုလို့ရှိရင်တော့ Techno ရဲ့ Bova Cafe လေးကတော်တော်လေးရွေးချယ်တဲ့နေရာထဲမှာထည့်လို့ရရလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့ရွေးပေးထားတာကတော့အဲ့ဒီဖုန်းကားလုံးပဲကျွန်တော်ဥတီပြီးတော့ရေးထားပေးတာဖြစ်ပါတယ်အဲကျွန်တော်ဒီမှာနည်းနည်းလေးထပ်ဖြည့်ပြီးပြောဖို့ရှိတာကကျွန်တော် Infinite တို့ပါလို့လည်းကျွန်တော်ကြည့်ထားတာတော့ရှိရယ်ဒါပေမဲ့ အရန်ကြီး brush performance မကောင်းဘူးအဲကျွန်တော်တို့ဒီစမ်းပြီးတော့ review တွေလုပ်ကြည့်တော့ဆိုလို့ရှိရင်အရန်စင်မပြီးတာအများအတွက်ကြောင့်ကျွန်တဲ့ phone brand တွေတော့ကျွန်တော်မထည့်ထားတော့ဘူးပေါ့နော်ဒါကုန်းသိကြတယ်မှာ oppo တို့ vivo တို့ အဲပြီးလို့ရှိရင်လည်းဒီခုနကတော့ကျွန်တော်ပြော Infinix တို့ပါတော့အဲ့လိုမျိုး brand တွေပြီးတော့ Samsung ပေါ့နော် Samsung တို့ပါလို့ဆိုလို့ရှိရင်လည်းတကယ်ကို flagship တန်းဝင်ဖုန်းတွေကတော်လေးကောင်းတယ်ဆိုရင်အေးစီးမှာဆိုလို့ရှိရင်တို့ရတိတောက် short ထားတဲ့ဘိုင်းတွေများတာဖြစ်တဲ့အတွက်ဈေးကအရန်များတယ်သုံးရတာလည်းအရန်ကြီးအဆင်မပြေနိုင်တဲ့ကြောင့်ကျွန်တော်ဒါတွေတည့်ပြီးတော့မပြောပေးထားတော့ဘူးပေါ့နော်အဲ့ဒါလေးလည်းမင်းမှာဆိုလို့ကျွန်တော်ကြိုပြီးတော့စကားခံပြီးတော့ပြောထားပေးရတယ်ဖြစ်ပါတယ်လူချင်းမင်းတော့ကျွန်တော်ဒီနေ့ရွေးပေးခဲ့တဲ့ဖုန်းကားလုံးနဲ့ပတ်သက်ပြီးတော့ဗာပြောချင်တာလေးရှိတယ်မိမိရဲ့ထင်မြင်စားချက်လေးတော့ဘယ်လိုရှိလဲမိမိသာဖြည့်ခွင့်ရမယ်ဆိုလို့ရှိရင်ရန်ကုန်မြို့က က်တကယ်ဝယ်လို့ကောင်းမဲ့ဝယ်လို့ရမဲ့ဆိုင်တွေကနေဘယ်ဖုန်းတွေထပ်ပြီးတော့ဖြစ်ကြတာလေးရှိတယ်အောက်ကကွန်မန်ဒါမှာဝင်ပြီးတော့မငဲ့ပြီးတော့ရပါတယ်ဖိလစ်ပါကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုမယ်ဆိုလို့ရှိရင် VPN လေးခံပြီးတော့ကြည့်ရှုဖို့တမိတာခံကြပါတယ်ကြည့်ရှုအားပေးကြကြရတယ်ဒီဥတျောက်ချင်းစီတောင်ကျေးဇူးများရေးတင်ပါတယ်ကျွန်တော်ရဲ့ channel ကိုကြားနေတဲ့ဆိုလို့ရှိရင်လည်း like and subscribe notification နဲ့ပဲကူညီပေးမိပါနဲ့ကြည့်ရှုပေးကြကြရတယ်ဒီဥတျောက်ချင်းစီတောင်ကျေးဇူးများရေးတင်ပါတယ်လို့ပြောနေတယ်ပဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ခုကြမှာပြန်ဆွေးနွေးကြတာပါ